မိတ်ဆွေတို့ tablet လုံးကိုဘယ်လိုမျိုး use case တွေမှာသုံးပြတာများလဲကျွန်တော်အနေနဲ့ကတော့ tablet ပေါ်မှာရုပ်ရှင်ကြည့်တာ social media သုံးတာနောက်ပြီးတော့ game နဲ့တပွားဆော့တာနဲ့အလုပ်နည်းနည်းပါးပါးလုပ်တဲ့နေရာမှာသုံးပြတာများတယ်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ use case တွေအတွက်ကိုတော်တော်လေးအသုံးဝင်မဲ့ tablet လုံးကို on နားနေပြီးတော့မိတ်ဆက်ပေးလိုက်တယ်အဲ့ဒါတော့ကျွန်တော်လက်ထဲမှာခြင်ထားတဲ့ on ရဲ့ pad h9a ဒီနေ့မှဒီကောင်လေးအကြောင်းကိုပြောပြပေးမယ်ကျွန်တော်တို့အဆုံးထိကြည့်အောင် honor ဒီ tablet ရဲ့ဈေးနှုန်းကတော့8256ကို10သိန်း4900တောင်10သိန်း5000ပဲပြောမလား10သိန်းခွဲပဲပြောမလားအဲ့တော့ဒီအောက်မှာတစ်ချက်လေးပြောပြပေးခဲ့နောက်ပြီးတော့ဒီ tablet က AD version ဖြစ်တဲ့အတွက်ကြောင့် single တွေပါထည့်သုံးမယ်ဆိုရင်လည်းသုံးလို့ရတယ်အဲဒါကတော့ဒီမြန်မာနိုင်ငံလူတွေကတော်တော်လေးသဘောကျတယ်ဗောနော် tablet မှာက single ထည့်သုံးလို့ရတဲ့ tablet ကိုလူတွေတော်တော်များများလိုချင်နေကြတာ အဲ့တော့ဒီကောက်မှာ single လေးထည့်သုံးလို့ရအောင်ဆိုတော့တော်တော်လေးအဆင်ပြေတဲ့မှာပါတယ်ပထမဆုံးအနေနဲ့ဒီ tablet ရဲ့ထူးခြားတဲ့အချက်ကိုစပြောရမယ်ဆိုရင်သူ့ရဲ့ body ချိုးစားအခြား tablet တွေနဲ့မတူဘူးဒီ tablet မှာက5:3 ratio နဲ့လာတယ်အာဒီလိုမျိုး5:3 ratio နဲ့လာတာဖြစ်တတ်တော့ကျွန်တော် tablet ကို download ပဲသုံးသုံးအလျားလိုက်ပဲသုံးသုံးတော်တော်လေးအဆင်ပြေပါတယ်ဥပမာကျွန်တော် download အနေထားနဲ့ TikTok တွေကြည့်တာ Facebook တွေကြည့်တာဆိုရင်လည်း beginner မှာ blur ဘာတွေမပေါ်ဘဲနဲ့ view view experience ကိုရတယ် အဲ့လိုမှမဟုတ်ဘူးအလျားလဲအနေထားနဲ့ကျွန်တော်တို့ရုပ်ရှင်တွေပါကြည့်မယ်ဆိုရင်လေဒီအပေါ်အောက်မှာ black bar တွေမပေါ်ဘဲနဲ့လုံးဝပေါ့နော် tablet တစ်ခုလုံးမှာရုပ်ရှင်ကအပြည့်မြင်ရတယ်ဆိုတော့ full view experience ရတယ်ဒါလေးကတော့တော်တော်လေးမှကောင်းတယ်ထဲမှာပါတယ် owner အနေနဲ့ဒီ tablet မှာဒီလိုမျိုး body အချိုးအစားကိုရွေးချက်လိုက်တာတော့ကျွန်တော်တော်တော်လေးကြိုက်တယ်ဒီ tablet မှာသုံးပေးထားတဲ့ display pan တွေကိုပြောရမယ်ဆိုရင်တော့11.5 inches IPS-C လို့မှ 120Hz ကို support ပေးတယ်နောက်ပြီးတော့ pre-brightness နဲ့က400 nits ဆိုတော့ tablet လုံးနေနဲ့တော့လုံလောက်တဲ့ထဲမှာပါတယ် ။နောက်ပြီးတော့ဒီ tablet ရဲ့ display မှာတော်တော်လေးသဘောကျတဲ့အချက်ကသူ့ရှိမှာက 2.5K resolution ကိုတုံးထားပေတယ်။အာဒီ7သိန်းဝန်းကျင်မှာ tablet လုံးနေနဲ့ 2.5K resolution နဲ့ဆိုတော့ တော်တော်လေး price to performance ကောင်းတယ်ဆိုတဲ့ဘက်ကိုသွားတယ်ဒီလိုမျိုး resolution နဲ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီရုပ်ရှင်တွေပါကြည့်မယ်ဆိုရင်လည်းကြည်ကြည်လင်လင်ပြပြသားသားနဲ့ sharp ဖြစ်တယ်ဆိုတဲ့ video quality ကိုဒီ tablet မှာမြင်ရတယ်နောက်ထပ် display setting မှာလည်း icon form mode တို့ ebook mode တို့လည်းပါတယ်အဲ့တော့ဒီ display က media streaming လောက်တာရုပ်ရှင်ကြည့်တာနောက်ဆုံး comic ဖတ်တာ manga ဖတ်တာတို့အတွက်တော့မှာတော်တော်လေးအဆင်ပြေတဲ့ display ဆိုတာတော့သိကြတယ် speaker ကတော့ tablet ဖြစ်တဲ့အတွက်ကြောင့်လေးလုံးသုံးထားပေးတယ် speaker အတန်ထွက် quality ကတော့ bluetooth speaker တစ်လုံးနီးပါးလောက်ကိုကျယ်တယ် အာသူရှိမှ200%ကို volume ကိုအဆုံးထိကျဲမယ်ဆိုရင်တော့ clarity ကကျတော့မှာရှိဘူးအဲဒါပေမဲ့ Irian တခြင်းနေနားထောင်မယ်ဆိုရင်တော့ base တန်နည်းနည်းလေးနည်းတဲ့ဘက်ကိုတွားတယ်အဲဒါပေမဲ့ဒီ speaker နဲ့က media streaming လောက်တာရုပ်ရှင်ကြည့်တာအတွက်ကတော့တော်တော်လေးသုံးလို့ကောင်းတဲ့ speaker ထဲမှာတော့ပါတယ် base quality က aluminum body ကိုသုံးထားပေးတယ်အကျန်းခံတဲ့ဆိုရယ် vibe ကိုလည်းရတယ်အဲနောက်ပြီးတော့ကျွန်တော်တို့တုံးရတာတောင်းတောင်းတင်းတင်းလေးနဲ့တော်တော်လေးဘေးကွက်လည်းကောင်းနေဆိုတဲ့ဘက်မှာတော့သွားတယ်။အချို့နည်းနည်းကတော့6.1မီလီမီတာနဲ့အလေးချိန်က485ဂရမ်ဆိုတော့ တက်ပလက်လုံးနေနဲ့ပေါပေါပါပါဖြစ်တယ်ဆိုတဲ့ဘက်ကိုသွားတယ်။အာဒီတက်ပလက်ကိုအကြာကြီးကင်ထားပြီးဂိမ်းဆော့မယ်ဆိုရင်တော့မှတိတ်ပြီးတော့ညောင်းမယ်ဆိုတဲ့ခံစားချက်ကိုမရဘူး။အာကျွန်တော်ဒီတက်ပလက်မှာမိုဘိုင်းလီဂျန်ကိုတနာရီကျော်လောက်ဆော့ဘူးပဲပေါ့နော်။ဒါပေမဲ့အရင်ကြီးလက်ကညောင်းလာတာလေးလာတာကိုမခံစားဘူး။အဲ့တော့ဘေးကွက်လက်တီကတော့တော်တော်လေးကောင်းပြီးတော့သူ့ရဲ့အလေးချိန်နေနေရတက်ပလက်လုံးနေနဲ့ ပေါ်ပေါ်ပါပါနဲ့အပြင်တွေပါတည်သွားမယ်ဆိုရင်လည်းအဆင်ပြေတယ်ဆိုတဲ့အနေထားမှာရှိတယ်။ performance ဘန်ကိုသွားရမယ်ဆိုရင်တော့ဒီ tablet မှာတုံးထားပြီး SOC က Snapdragon 685ကိုတုံးထားပြီးတယ်။ဒီ SOC performance ကကိုက daily use rate တုံးတာအပြင်ဦးမှာဂိမ်းတွေပါပြီးပေါ်ပေါ်ပါပါဆော့မယ်ဆိုရင်လည်းတုံးလို့အဆင်ပြေဆိုတဲ့ performance အနေထားမှာရှိတယ်။ကျွန်တော်စမ်းပေးထားတော့ mobile တိရောက်မှာဆိုရင်တော့ graphic ကို ultra frame rate ကို high ထိဆော့လို့ရတယ်။ ာဘက်ကြီး mobile တွေပါဆော့မယ်ဆိုရင်တော့ graphic ကို high frame rate ကို high ထိဆော့လို့ရတယ်အဲ့တော့ကိုက Facebook တွေကြည်တာရုပ်ရှင်တွေကြည်တာကိုနည်းနည်းပြင်းသွားလို့ gain တွေပါဆော့မယ်ဆိုရင်လည်းပေါပေါပါပါနဲ့ဆော့လို့ရတဲ့အနေအထားမှာရှိတယ်အဲ့လိုမှမဟုတ်ဘူးကိုကအလုံးအတွက် wall file နေလုပ်မယ်ဆိုရင်လည်းဒီ SOD performance နဲ့ကလုံလောက်တယ် battery bank ပြောရမယ်ဆိုရင်တော့ဒီ tablet မှာက6300 mAh ကိုအပြန့်သွင်းဖို့ကို 35W flasher တွေကို support ပေးတယ်ဒီ tablet display ဒီ tablet ရဲ့အထူနဲ့ဒီ battery ကိုထည့်ထားပေးတာတော့ပုံမှန်ပဲ အပြန်သွင်းဖို့35ဝက်ဖက်ချာတင်ဆိုတော့80ဝက်တက်ဆိုင်အများကြီးပုံမြန်တယ်အဲ့တော့ဒီ tablet ရဲ့ဘက်ထရီကကိုကဒီပေါ့နော်ရိုးတန်းတန်းရုပ်ရှင်တွေကြည့်တာ media streaming လုပ်တာနဲ့အလုပ်အတွက်နည်းနည်းပါးပါးတုံးမယ်ဆိုရင်တရက်ခွဲလောက်တော့အပြန်သွင်းစရာမလိုဘူးအဲ့လိုမှမဟုတ်ဘူးကွာဂိမ်းတွေပါနည်းနည်းထပ်ဆော့မယ်ဆိုရင်တော့တရက်လောက်ထိအားခံတယ်အဲ့တော့ဘက်ထရီပိုင်းနဲ့ပတ်သက်ပြီးတော့ဒီ tablet ကအားရမှုကောင်းတဲ့နေရာမှာပါတယ်သူစီတန်းဝင်းကျင်မှာသူအကောင်းဆုံးမဟုတ်ပေမဲ့တော်တော်လေးအဆင်ပြေဆိုတဲ့ battery performance တွေမှာရှိတယ်အဲ့တော့ကျွန်တော်တိတ်အားများတဲ့ကင်မရာဘန်းကိုစပြီးတော့ပြောလိုက်အောင် ကင်မရာဘက်မှာတော့သူရှိမှာက main ကင်မရာကို8 megapixel နဲ့ selfie ကင်မရာကို5 megapixel ကိုထည့်ထားပေးတယ်။ဒီကင်မရာဘက်မှာကျွန်တော်အားများတဲ့တခြားကတော့သူရှိမှာက flash မီးမပါဘူးပေါ့နော်။ဒီ flash မီးမပါတော့ကိုကတခုခုပေါ့နော်ဒီ social media သုံးနေနဲ့မီးပြတ်သွားလို့အမှောင်ထဲမှာပစ္စည်းတခုခုရှာနေတယ်ဆိုရင် ဖလမီမပါတော့မောင်မောင်မဲမဲကြီးလို့ပုံစံဖြစ်နေတယ်ဖလမီတဲ့ကပါမယ်ဆိုရင်တော်တော်လေးအဆင်ပြေသွားမှာသူတို့အနေနဲ့ဒီဖလမီကိုထင်ရတာလဲတိတ်ပြီးတော့ခက်ခဲတဲ့အရာလို့ကျွန်တော်အနေနဲ့မထင်ဘူးဘာလို့မထည့်ပေးလဲဆိုတော့သူတို့ကိုယ်တိုင်ပဲသိလိမ့်မယ်ကင်မရာအနေနဲ့သွားမယ်ဆိုရင်ကျွန်တော်အားများတဲ့ချက်ကတော့သူ့ရဲ့ selfie camera ကိုပြောရမယ်အမေကင်မရာနဲ့ရိုက်တဲ့ပုံတွေကတော့ကိုက product photo တွေရိုက်တာဒါမှမဟုတ် document တွေ scan ဖတ်လာတော့တော်တော်လေးအဆင်ပြေတယ် တက်ပလက်လုံးနေနဲ့အရေးကြီးတာဆယ်ဖီကင်မရာပေါ့နော်သူရဲ့ဆယ်ဖီကင်မရာရဲ့ quality ကကျွန်တော်တို့ video call တွေပြောမယ်ဆိုရင် 1080p ကို30 frame per second နဲ့ရတယ်အဲဒါမဲ့ကျွန်တော်စမ်းကြည့်ရတော့နည်းနည်းလေးဖွက်တဲတဲပေါ့နော်နည်းနည်းလေးဖွက်တဲတဲဖြစ်နေဆိုရယ်ခံစားချက်ကိုရတယ် ဒါကတော့ကျွန်တော်တိတ်ပြီးတော့တဘောမကြောက်ဘူးเนาะကိုက tablet နဲ့သင်တန်းလေးမှာတက်တာဒါမှမဟုတ် zoom meeting ထဲမှာတက်တာဆိုရင်ဒီ selfie camera ရဲ့ပုံဖက် quality နဲ့ကြတော့နည်းနည်းလေးဖွက်တယ်တယ်နဲ့အခြားတစ်ဖက်ကလူအောင်ကိုကြီးကြီးလင်းလင်းမမြင်အောင်ဆိုတဲ့အနေထားမှာရှိတယ်ဒါမှမဟုတ်လေဒီ tablet က official ဝင်တဲ့ထဲမှာမှာ10သိန်းကျော်ဈေးတန်းလေးပဲရှိတာဆိုတော့ဒီအချက်ကိုကျွန်တော်အနေနဲ့လက်ခံပေးမယ်ဆိုရင်လည်းလက်ခံပေးလို့ရအနေထားမှာရှိတယ်ကျွန်တော် expectation ကအရင်မြင်သွားတာလေဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဒီ tablet က10သိန်းကျော်ဝင်ချင်ပါမြန်မာနိုင်ငံကို official ဝင်တဲ့ tablet ကိုလည်းလိုချင်တယ် entertainment ပိုင်းအတွက်အဓိကသုံးမယ်။နောက်ပြီးတော့ကျွန်တော်တို့ manga တွေဖတ်တာတွေ comic တွေဖတ်ဖို့ display ကောင်းကောင်းနဲ့ tablet လုံးကိုလိုချင်နေတဲ့လူတွေနောက်ထပ်လူတွေကတော့ចောင်းသားចောင်းသူတွေမှာ zone class တွေတက်ဖို့အတွက် brand ကောင်းကောင်းနဲ့ tablet လုံးကိုလိုချင်တဲ့လူတွေကဒီ online ရဲ့ pad h9a လေးကိုကောင်းကောင်းလေးစဉ်းစားသင့်တယ် recommend ပေးတယ်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်ခန့်ပါ Yangon Mobile Store